ဲ့လိုနဲ့လက်ထက်ဖြစ်သွားတယ်ပေါ့ခုနှစ်ရက်လောက်မမလေးရဲ့ဖခင်ရင်မှာနေတဲ့၃ရက်လောက်ကဝမ်းမသွားရေမချူဘာလို့လဲဆိုတော့ရှက်တဲ့အတွက်ကြောင့်မလို့ဒါကတော့ဥချစ်မောင်ရဲ့အကျင့်ဆိုးကြီးတစ်ခုပေါ့နောက်ဆုံးအချိန်ကြီးလဲအဲ့ဒီအကျင့်ကြီးကိုပြင်မသွားဘူးခုနှစ်ရက်လဲပြီးတော့ရန်ကုန်ကိုပြောင်းနေဥချစ်မောင်ရဲ့လာစာကအက်ဒီတာချုပ်တယောက်လာစာအနေနဲ့တော်တော်နဲပါတယ်145ကျတဲ့အဲ့ဒါကိုရေဖို့မီဖို့စားသရိတ်တောက်သရိတ်နှုတ်လိုက်မယ်ဆိုရင်လက်ထဲမှာက40လောက်ပဲကျန်ပါတယ် အတိုင်းဝိုင်းကြီးတဲကလာတဲ့မမလီအတွက်တော့တကယ်အဆင်မပြေပါဘူး။ဒါပေမဲ့တော့မမလီကသူ့အတွက်မပူဘဲနဲ့ဥချင်းမောင်လိုအပ်တာတွေမဝယ်ပေးရမှာအစားအသောက်တွေခက်ခဲမှာကိုတွေးပြီးတော့ပူတာ။ဒီနေရာမှာမမလီကဥချင်းမောင်အပေါ်မှာထားတဲ့မေတ္တာတရားကိုမြင်ရပါတယ်။ဥချင်းမောင်ကတကယ်အလုံးလုံးတဲ့သူတစ်ယောက်ပါ။အသက်73နှစ်ကနေပြီးတော့26နှစ်အထိတရက်ကို3နာရီ4နာရီပဲအိပ်တာတဲ့။ဘာလုပ်လဲဆိုရင်တော့စာဖတ်တာ။စာဖတ်တဲ့အကျိုးတွေရလည်းရှိပါတယ်။သူ့စီမာက general knowledge တော်တော်ရှိတယ်အတန်းပညာကိုစုံငန်းတိုင်အောင်မသင်လိုက်ရပေမဲ့အင်္ဂလိပ်စာစကေးရတော်တော်မိုက်ပါတယ်ခုနဟာလေးပြန်ဆက်ရအောင်အိမ်အောင်ကြပြီးသွားတော့မှမမလီယာပြောလူဦးချင်မောင်သူ့ရဲ့အကျင့်ကိုနည်းနည်းလေးပြင်သေးတယ်ဒါတော့မှမမလီယာပေါက်ပေါက်ဖောက်မှမဟုတ်ရင်အရင်အတိုင်းပဲ